တော့ဥရုဝေလကတ္တပါလားဟာရဟန်းကြီးဘလို့ဖြစ်တာတော့နောက်ကလိုက်ခဲ့မယ်ဆိုပြီးတော့ခု900ရာနဲ့ငါအရင်ရောက်နေပါလားဘယ်လန်းကနေလာတာတော့ငါတပူလေးကျွန်းထိတ်ကိုသွားပြီးတော့တပူတပြေသီးလေးတောင်ငါခုလာသေးတယ်သင်စားခြင်းတယ်ဆိုရင်ရော့စားပါလားဆိုတပြေသီးလေးပေးတယ်တဲ့ဩဒီလိုတပြေသီးနဲ့တို့နဲ့မထိုက်တန်ပါဘူးရဟန်းကြီးတို့နဲ့သာထိုက်တန်တယ်မမယူရှာဘူးရသိလားသူကဟုတ်လားရသော်ဘုရားတပူကြီးလိုက်တာဒါပေမဲ့အတွေးရဘဲမှာအဆုံးသတ်တန်တယ် ငါလိုယဟန္တာတော့မဟုတ်ဘူး။တော့အဲ့ဒါဟာသူချွတ်လို့မရဘူးဖြစ်နေနော်။အဲ့ဒါနဲ့မြတ်စွာဘုရားနောက်နေ့ကြတော့ဒီလိုပဲရှေ့ရကြွားနဲ့အဲ့ဒါမြတ်စွာဘုရားဇဝရိကျုံဥသွားပြီးတော့နော်တပြေပင်အနီးမှာရှိတဲ့တရေပင်ဟာတရေသီးကိုခူလာတယ်တဲ့။ဟိုနောက်နေ့ကြတော့တရေပင်ကြီးကဟမ်တပြေပင်အနီးဟာရှစ်ရှားပင်ကနေရှစ်ရှားသီးကိုခူလာတယ်တဲ့။နောက်တစ်နေ့ကြတော့ဖန်ကားသီးကိုခူလာတယ်တဲ့။ဟုတ်လားနောက်တစ်နေ့ကြတော့မြတ်စွာဘုရားက ာဝရိနာနဲ့ပြည်ကိုသွားပြီးတော့ပင်လကတိပင်ချင်းကကျွေးကြနေတဲ့ပင်လကတိပွင့်ကလေးကိုကောက်လာတယ်။ကောက်လာပြီးတော့သူ့အရင်ရောက်နေ။ဘယ်လန်းကလာတာတော့ဘယ်လန်းကလာပြန်တာတော့ငါတာဝရိနာနဲ့ပြည်ရောက်ခဲ့တယ်ပင်လကတိပွင့်လေးတော့ငါယူလာတယ်အနံ့နဲ့အစင်းနဲ့ပြည်စုံတယ်ရောက်ယူပါလားဆိုတော့အော်ယဟန်ကြီးတို့သာထိုက်တန်တာပါတို့နဲ့မထိုက်တန်ပါဘူးအလွန်တကူကြီးတာပဲဒါပေမဲ့ငါလိုယဟန်တာတော့မဖြစ်သေးဘူးတော်ဒီလိုပဲတွေးတယ် ဲ့ဒါနဲ့နောက်တော့မြတ်စွာဘုရားကဒီယသိတွေကမိပူဇော်ကြတဲ့ယသိတွေဆိုတော့သူကထင်းနေပါလေလည်းအမြဲတမ်းစုထားတာသူတို့ရဲ့အယူအဆပေါ်လေသူ့အချိန်နဲ့သူတို့ကထင်းနေခွဲကြတယ်မိရှိုးကြတယ်မိပူဇော်ကြတာရှိအဲ့ဒါနဲ့တနေ့တော့မြတ်စွာဘုရားအဲ့ဒီထင်းနေသူတို့ခွဲကြမယ်လို့တော့ထင်းလုံးနေတဲ့တုံးမှဘလို့ခွဲလို့မှမကွဲစေတည်းလို့အဋိဌံထားရတယ်အဲ့ဒါယသိတွေအတင်းပစိန်နေရဲရဲနေနဲ့ခွဲရတယ်ဘလို့မှခွဲလို့မရအဲ့တော့သူတို့ကရိမ့်မိနေပြီအင်းဒါယဟန်းကြီးရဲ့တကိုးပြားလေးဟာနေမှာ အဲ့ဒါနဲ့တဲ့တဲ့ပဲမြတ်စွာဘုရားကိုမေးတော့သင်တို့ကွဲစီခြင်းတဲ့ဆိုရင်ငါကွဲကွဲအောင်လုပ်ပေးမယ်ဆိုပြီးတော့အဲ့ဒါထင်းနေရတဖြောင်းဖြောင်းသူ့အတူအလိုလိုကွဲသွားကြတယ်။ကျန်တဲ့ရသေးတွေလည်းအံ့ဩနေတယ်။ဥရဝေလာကြီးကလည်းအံ့ဩတယ်ဒါပေမဲ့လို့ငါလိုရမ်းတာတော့မဟုတ်သေးဘူး။အဲ့ဒါထင်းနေခွဲပြီးသွားပြီးဆိုမီးရှို့ကြတယ်မီးပူစော်ဖို့မီးကဘလို့မှညှိလို့မရဘူး။အဲ့ဒါမြတ်စွာဘုရားကတခါတည်းမီးတွေတောက်စီလို့လို့တော့မီးတွေတခါတောက်လာပြန်တယ် အဲ့ဒါလေသူကသူ့ကိုယ်သူယန္တာလို့ထင်တော့မယ်မြတ်စွာဘုရားတကူကြီးတာတော့အတိမတ်ပြုတ်တယ်ဟုတ်လားနောက်မိတွေဘလို့မှနှိမ့်လို့မရဘူးဒီဘလို့ရင်နဲ့နှိမ့်လို့မှမိရနှိမ့်လို့မရဘူးအံဩစရာတွေကိုမြတ်စွာဘုရားလုတ်ပြရမှာနော်အဲ့ဒါမြတ်စွာဘုရားပြန်ပြီးတော့အဲ့ဒီမိတွေကိုနှိမ့်သက်ပေးလိုက်ပြန်တယ်အဲ့ဒါလို့နဲ့ဘုန်းဘုန်းတို့အဲသူတို့ရေငုပ်ကြတာရှိတယ်အလွန်ချမ်းတဲ့ခါကာလမှာနော်ရေထဲကိုငုပ်ပြီးတော့ကြာကြာနေနိုင်တယ်ခဏခဏငုပ်နိုင်တယ်ဆိုရင်ပိုးပြီးတော့သူတို့ရဲ့တန်တာမှာဖြစ်နေတယ် မကောင်းမှုတွေတန့်ရှင်းတယ်စင်ကြယ်တယ်လို့သူတို့ကယူဆရှိ။အဲဒါမြတ်စွာဘုရားတဏှာတဲ့မဟာကရုဏာလဲပါပါပေါ့။အဲ့ဒီယတိတွေရေငုပ်ပြီးတော့ပြန်တက်လာရင်ကိုင်သူတို့မီးလုံကြပါစေဆိုတော့မီးအိုခင်900ဖန်ဆင်းပေးထားတယ်။အလွန်အေးတဲ့ကာလာကြီးမှာရေငုပ်ပြီးတော့အာကြည်တံမီးအိုခင်900ယဟန်းကြီးရဲ့တကိုးပြားလေးဟာအံ့ဩစရာကောင်းတယ်။ဒါပေမဲ့လို့ငါလိုယဟန်းတာတော့မဟုတ်သေးဘူး။အဲ့လိုနဲ့16ခုမြောက်ပြားလေးဟာဘာပြားတော့ဆိုတော့ဘုန်းတို့ မိုးတွေကတအားရွာနေတဲ့အခါမဲ့မိုးကြီးအဲ့ဒါမြတ်စွာဘုရားကနေရာပေးထားတဲ့နေရာကအလွန်နှိမ့်နှိမ့်တဲ့မြေပေါ့နော်ဂျိုင်ဝမ်းထဲမှာမြတ်စွာဘုရားကနေရာပေးထားတာအဲ့ဒါမိုးတွေကရွာတဲ့အခါရေတွေကြီးပြီးတော့မြစ်ဘေးမှာနေကြတာကိုအဲ့ဒါလှေတွေနဲ့ရဟန်းကြီးတော်ရေထဲမျောပါပြီရေတွေကြီးပါပြီဆိုပြီးတော့မြတ်စွာဘုရားကိုဆယ်တင်ဖို့ဆိုတော့လှေနဲ့လာကြတာရသေးတယ်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီရေတွေဝိုင်းနေတဲ့ကြားထဲမှာ နော်ဖုံတထောင်းတောင်းထအနေတဲ့ပုံသဏ္ဍာန်မျိုးဖန်ဆင်းပြီးတော့ဇင်းဉဏ်ကြွပြရဲ့တဲ့သုဒ္ဓလကတ္တပယတိကြီးကအော်အလွန်တကူကြီးတာပဲစွန့်နိုင်ပါပြီဒါပေမဲ့လို့ငါလိုရဟန္တာတော့မဟုတ်သေးဘူးအဲဒါလို့စဉ်းစားတဲ့အချိန်မှာမြတ်စွာဘုရားအိန္ဒိရရင့်မီဆိုတာလည်းသိတဲ့အတွက်ကြောင့်ဥရဝေလကတ္တပတဲ့သင်ဟာယဟန္တာလည်းမဟုတ်ဘူးဟုတ်လားပွင့်ပွင့်လင်းလင်းပြောတော့တာနော်အဲ့ဒီကြတော့မှသင်မှာယဟန္တာဖြစ်ဖို့မပြောနဲ့ယဟန္တာအဖြစ်ကိုရောက်စေတတ်တဲ့ အကျင့်တောင်မြူမုံလောက်တောင်မရှိဘူးလို့ပြောတယ်။အဲ့ဒီကြာတော့မှသူတခါတည်းထိတ်လန့်သွားတယ်။တကယ်လည်းသူ့အတူအဲ့ဒီကြာတော့မှနော်မြင်လိုက်တယ်လို့မျိုးဖြစ်သွားတာလည်းဖြစ်မယ်ပေါ့နော်။